မင်္ဂလာပါဒီနေ့ကျွန်တော်12 time wasters အချိန်ကုန်စည်တဲ့အရာ12မျိုးကြောင်းကြောင်းလေ့လာရအောင်နော်ဒီသင်ခန်းစာမှာဆိုလို့ရှိရင်ကျွန်တော်အင်္ဂလိပ်စကားလေးလေ့လာမယ်ပြီးရင်ကျွန်တော်ဘဝအကြောင်းပေါ့နော်ကျွန်တော်ဘဝမှာဘယ်ရာဘယ်ရာတွေကကျွန်တော်ကိုအချိန်ကုန်စည်လဲဆိုတာကိုကျွန်တော်အတူတကွလေ့လာရအောင်ဟုတ်ပြီပရမပရမဦးဆုံးနံပါတ်1ပေါ့နော်ပရမချက်ကိုကျွန်တော်ကြည့်အောင် Okay, check โอเคนัมเบอร์เจ็ดก็บาลานซ์ลูชิน being a perfectionist like บอกจรจรน่าไลค์เปียวจีบอเนาะ being a perfectionist โอเค okay. perfectionist ก็ perfect ဆိုတဲ့စကားနဲ့လာတာပြီးပြည့်စုံတာ being a perfectionist is a time waster perfect ဆိုတာတရားရာခိုင်နှုန်းပြောခြင်းလားနောက်တော့ပြီးပြည့်စုံတာပေါ့နော်တကူကူလုံးဝင်လုံးဝ100%ဖြစ်မှတရားရာခိုင်နှုန်းဖြစ်မှဒါမှမဟုတ်လုံးဝအစင်သင့်ဖြစ်မှတကူကူစလုံးမယ်ဥပမာဗျာစီးပွားရေးလုံးတော့မယ်ဆိုလို့ရှင် okay အားလုံး ready မှာ okay ငွေရေးချေးအရင်နေ့ ready မှာငါစီးပွားစလုံးမယ် okay ငါចောင်းတက်တော့မယ်ဆိုចောင်းလာစာရှိမှโอเคငါအမေရိကန်လာတော့မယ်ဆိုတော့ငါဟိုဟာရှိမှဒီဟာရှိမှအော်အော်အင်္ဂလိပ်ကအင်္ဂလိပ်စာလေ့လာဖို့ငါကွန်ပျူတာရှိမှဆိုတော့တရားရဂိုင်းတို့ပြည်စုံတဲ့ထီဆောင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်မှမရောက်ဘူးအဲကြောင့်အင်္ဂလိပ်တွေကဘာပြောလဲဆိုလို့ရှိရင် being a perfectionist is a time waster เนาะ အရာအားလုံးပြည့်စုံတဲ့ ठी စောင်းတယ်ဆိုလို့ရှိရင်မမစင်ပြမှာမဟုတ်ဘူးဟုတ်ပြီနော်ဆိုတော့ကျောင်းအင်္ဂလိပ်စာလေ့လာဖို့ဩကွန်ပျူတာရှိမှဖုန်းရှိမှစာအုပ်ရှိမှဒါမှမဟုတ်စကားလက်ဟိုလေ့ကျင့်ပြောဖို့ရှိမှအင်္ဂလိပ်စာလေ့လာမယ် being perfectionist အားလုံးပြည့်စုံမစားလုပ်မယ်ဆိုတော့ mindset ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်ဘယ်ရာမှကျွန်တော်အောင်မြင်မှာမဟုတ်ဘူးပြစပြီးတော့လည်းဘယ်ရာမှကျွန်တော်လုံမှာမဟုတ်ဘူး ဆိုတော့ being being a perfectionist is a time waster ဒါပမာချက်ဖြစ်တယ်နော်ဒုတိယချက်ကိုကျွန်တော်ကြည့်အောင် lack of priorities priorities ရာဥစားဥစားဥစားမှုဒါမို့ဥစားပေးမှုပေါ့နော် lack of priorities ကိုဘောမှာ number 1ကဘာလဲ number 2ကဘာလဲ number 3ကဘာလဲ number 4ကဘာလဲ number 5ကဘာလဲ number 6ကဘာလဲ9ကဘာလဲဆိုတာမသိဘူးဆိုလို့ရှိရင် you're being wasting or you're being wasted လို့လည်းခေါ်မှာနော် so you you you're just wasting your time so lack of priorities is a waste of time ဆိုဦးစားပေးမှုမရှိတာက အချိန်ဖြုန်းတာနဲ့တူတူပဲဥပမာဆိုလို့ရှိရင်ကျွန်တော် okay ဒီနေ့ monday monday မှာဘာလုပ်မလဲကိုပရမအောင်ဆုံးလုပ်ရမှာဘာလဲဆိုတာကိုကျွန်တော်တို့လူတယောက်နဲ့သိဖို့လိုတယ်ကဲမိခင်ဆိုလို့ရှိရင်နမမနဲ့နိုးတာနဲ့ဘာလုပ်မလဲဖခင်ဆိုလို့ရှိရင်မနဲ့နိုးတာနဲ့ဘာလုပ်မလဲတစ်နှစ်သုံးလေးကိုဘာဦးစားပေးမလဲဥပမာဆိုလို့ရှိရင်ကျွန်တော်အမြဲတမ်းကျွန်တော်လူတွေပြောတာ family my family is first uh, f f i r s t my family is first ကျွန်တော်မိသားစုကကျွန်တော်တဲ့နံပါတ်1အရေးကြီးဆုံးပဲဆိုတော့ဒီလိုမျိုးကိုယ့်အတွက်ဘာရေးကြီးလဲဘာရေးမကြီးဘူးဆိုတော့မသိဘူးဆိုလို့ရှင်ဒါအချိန်ဖြုန်းတာနဲ့တူတူပဲဆိုတော့နံပါတ်2က lack of priorities is a waste of time ဆိုတော့ကိုယ့်ဘဝမှာဘာရေးကြီးလဲတဲ့ okay ကျွန်တော် မိသားစုရေးကြည့်တယ် okay ငွေရေးကြည့်ရေးကြည့်တယ်ညာတာတီးဖို့လိုတယ်ပြီးရင်ကျွန်တော် Jim Ron ကျွန်တော်သားချက်တဲ့ Jim Ron ပေါ့နော်အာကျွန်တော်ဆရာလို့လည်းခေါ်မယ်ကျွန် business business philosopher လည်းဟုတ်တယ် Jim Ron နာမည်ပေါ့နော်ကျွန်တော်ရှာလို့ရအောင်ကျွန်တော်ဒီမှာရေးလိုက်မယ် Jim Ron Jim Ron ကဘာပြောလဲဆိုလို့ချင်း some people major on minor things some people major on minor things and some people minors on major things so ဒီစကားကိုကျွန်တော်မြန်မာလိုမပြန်တော့ကိုယ့်ကိုစဉ်းစားကြည့်ပါ some people major on minor things တချို့ကအရေးမကြီးတဲ့ဟာကိုဦးစားပေးလို့တာဟုတ်ပြီနော်ဆိုတော့အဲ့ဒါတွေကျွန်တော်ပြောမှရှိတယ်ဆိုတော့ lack of priorities ဒါပေမဲ့ရေးကြည့်တာကဦးစားပေးမှုကျွန်တော်အမြဲတမ်းတစ်ခုရှိရမယ်โอเค1ကိုယ့်အတွက်ဘာရေးကြည့်စမ်းလဲပြောရမှာ2ဘာရေးကြည့်လဲ3ဘာရေးကြည့်လဲကျွန်တော် ရှိဖို့လိုတယ်မရှိဘူးဆိုလို့ရှိရင် lack of priorities is a waste of time okay သုံးချက်တစ်ချက် waiting for inspiration inspiration ဆိုတာကကျွန် waiting waiting for inspiration is a waste of time အာမြန်မာလိုတော့ပြန်ရမှာနည်းနည်းခက်တယ်ဒါပေမဲ့ကျွန်တော်နားလည်အောင်ပြောမယ်ဆိုလို့ရှိရင်တယောက်ယောက် ဟိုတယောက်ယောက်ကိုယ့်ရဲ့ကိုယ့်ကိုဘယ်လိုပြောမလဲ motivate လုပ်တာဟိုစိတ်အားထက်သန်အောင်တခုခုကလုံးမကိုယ်လုံးတာတော့ဒါမှမဟုတ်ဒီ wave of inspiration တော့တမျိုးပါလဲဆိုလို့ရှင်ကိုပျော်မှလုံးတာတော့ကြိုက်မှလုံးတာတော့ပေါ့နော်ဥမာ okay အာနေလောက်ကောင်းတယ် okay ပျော်တယ်အဲ့ချိန်မှာမတခုခုထားလုံးတာပေါ့နော် waiting for inspiration ဒါမှမဟုတ်စောင့်နေတာ okay ဒီလိုနေထားရအောင်မှာဒါစ နော်ဒါလုံးမယ် waiting for inspiration တယောက်ယောက်အားပေးမှတယောက်ယောက်တိုက်တွန်းမှလုံးမယ်အဲ့ဒါမျိုးကို waiting for inspiration လို့ခေါ်တယ်ဆိုအဲ့လိုမျိုးတယောက်ယောက်တိုက်တွန်းမှ ကိုတကူးလုံးလိုက်တာကအချိန်ဖြုန်းတယ်ဥမာထားပါတော့ကွာ Monday ဒါတနင်္လာနေ့ Monday ကနေပြီးတော့ Sunday တနင်္ဂနွေ့ ဒီကြားထဲမှာ Tuesday, Wednesday, Thursday, Friday, Saturday ဒီချက်တဲမှာ9ရက်ရှိရယ်ဒီမှာ5 day ရှိမယ် Monday နဲ့ Sunday ကြားထဲမှာတရားယောဂတစ်ခုခုခိုင်းမှ ထားလို့မယ်ဥမာကိုက Monday မှာကလေးလှုပ်တင်နေပြီဒါမဲ့ inspiration မရှိဘူးအာအာမရှိဘူးဒါမှမဟုတ် no zone မှုမရှိဘူးတရားယောဂခိုင်းမှလှုပ်မယ် Sunday ဒီစောင့်နေဆိုကြားထဲမှာ9ရက်ကအလာတက်ကုန်သွားပြီ ဆိုတော့ကုံကုံတဲ့ချိန်တွေကျော်ပြန်ရဖို့မလွယ်တော့အဲ့အတွက်ကြောင့်အင်္ဂလိပ်တွေပါပြောလို့ဆိုလို့ရှိရင် waiting for inspiration is a waste of time တရားအပေးမှာထားလောက်တာတို့တရားတိုက်တွန်းမှာထားလောက်တာတို့ကျောင်းဘယ်သူမှစောင့်စရာမလိုဘူးကိုယ့်ဘဝအတွက် priority ဘာရေးကြီးလဲကျောင်းရှာမယ်ပြီးရင်သူများပြောတာဒီမှာတိုက်တွန်းတော့စောင့်စရာမလိုကိုထားလို့ဘူးရေးကြီးတယ်ဥပမာဆိုလို့ရှိရင်ဗျာအင်္ဂလိပ်စာလေ့လာပါ အင်္ဂလိပ်စာလေ့လာ အင်္ဂလိပ်စာတတ်တယ်ဒါမှမဟုတ်အင်္ဂလိပ်စာပြောတတ်တယ်ဆိုလို့ရှိရင်ဒီကျိုးကျေးဇူးတွေရှိတယ်ဆိုပြီးတယောက်ယောက်ကကိုယ်တိုက်သွန်းတဲ့အထိစောင်းစရာမလိုဘူးကိုသိပြီโอเคအင်္ဂလိပ်စာ အင်္ဂလိပ်စကားရေးကြည့်တယ်ကိုသိပြီဆိုလို့ရှိရင်ကိုလေးလာ အားစိုက်ဖို့လိုတယ်ကျွန်တော်ဒီမှာအမေရိကန်မှာဆိုလို့ရှိရင်ကျွန်မြန်မာတွေအများကြီးရှိတယ်အခုကျွန်တော်နေတဲ့မြို့မှာဆိုလို့ရှိရင်မြန်မာတွေအများကြီးရှိတယ်ဒါမှမဟုတ်ကျွန်တော်အင်္ဂလိပ်စကားသူတို့ကပြောဆိုအင်္ဂလိပ်စကားအာငါပညာမတတ်ဘူးငါကျောင်းမတက်ခဲ့ဘူးဆိုပြီးတော့သူတို့ reason တွေပေးတယ် အဲ့ကြောင့်သူတို့အင်္ဂလိပ်စကားလည်းမလေ့လာတော့ဘူးဆိုတော့ဗာရေးကြည့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုဗာရေးကြည့်တဲ့ကိုပေါ်မှာအင်္ဂလိပ်စာโอเคအမေရိကန်မှာနေရင်အင်္ဂလိပ်စာရေးကြည့်တယ်ဒါမှမဟုတ်အခု AI ခင်မှာဆိုလို့ရှိရင်အင်္ဂလိပ်စာတီးဖို့လိုတယ် prompt တွေရေးဖို့ပေါ့เนาะဆိုတော့အင်္ဂလိပ်စာသားရေးအင်္ဂလိပ်စာပို့ပြီးတော့ရေးကြည့်လာတယ်အင်္ဂလိပ်စကားကကိုသိချင်တာတခုခုဆိုလို့ရှိရင် YouTube တွေမှာကိုရှာပြီးဆိုတော့သူတို့အင်္ဂလိပ်လိုပဲပြောမယ်ဗျာဥပမာ ကိုအခွင့်အလမ်းတကူကိုနိုင်ငံခြားမှာသွားပြီးလှုပ်လှုပ်တော့မယ်စင်ကာပူတော့မလေးတော့ဥပမာပေါ့နော်ထိုင်းတော့သွားတော့မယ်ဆိုလို့ရှိရင်အင်္ဂလိပ်စာအခြေခံတတ်ထားရဆိုလို့ရှိရင်ကိုယ်တွက်ခွင့်လန်းနေအများကြီးရှိနိုင်တယ်ဆိုတော့တခုခုလေ့လာဖို့တယောက်တိုက်သွန်းတဲ့ချိန်ထီကို မဆောင်ပါနဲ့အားကြောင့်စောင့်နေဆိုလို့ရှိရင်ကိုချိန်ဖြုံးနေတာပဲနံပါတ်3ချက်က waiting for inspiration is a waste of time ဟုတ်ပြီဟုတ်ပြီလေ့ချက်ချက်မြောက်ကိုကျွန်တော်ကြည့်အောင် doing everything yourself is a waste of time yourself ဆိုအကူကူပြောချင်တာကေစားကူကူရှိပြီဆိုလို့ရှင်တခြားလူကိုခိုင်းလို့ရရတဲ့အဲ့ကိုကပဲအကုန်လုံးအစာဆုံးစားလို့တာကအချိန်ဖြုံးတာနဲ့တူတူပဲတဲ့ဥမာဆိုလို့ရှင်ဆရာဝန်နေဗျာစေကံဖွင့်တဲ့ဆရာဝန်တွေဆိုလို့ရှင်သူတို့လက်အောက်မှာဘာဘယ်သူတွေငားလဲဆိုလို့ရှင် nurse တွေငားမယ် nurse အောက်မှာမှာ ကျွန်တော်အမေရိကန်မှာဆိုလို့ရှိရင် nurse assistants ဆိုပြီးတော့လည်းရှိသေးတယ် nurse assistant nurse ကိုကူညီတာဆရာဝန်ကကြတော့လက်မှတ်ထိုးမယ်သူအဓိကကြားတဲ့အောင်စစ်မယ် nurse ကကြတော့သွေးပောင်ချိန် BP တွေပါညာယူမယ် BP ဒါကကြ nurse nurse assistant နဲ့အဲ့ဒါကိုလုပ်သေးတယ်ဆိုလို့ကျွန်တော်ဒီဆရာဝန်က သူအကုန်လုံးလုပ်လာမလုပ်တော့ဘူးသူ့မှာပိုရေးကြည့်တာရတဲ့ကြားရှိတယ်ဆိုတော့ company မှာ CEO တွေရှင် CEO အကုန်လုံး line မလုပ်တော့ဟုတ်ပြီနော်အားကြောင့်တခုခုဆိုလို့ရှိရင်ကိုကြီးပဲအကုန်လုံးလုပ်တာဟိုမှာចောင်းចောင်းတက်တဲ့ចောင်းចောင်းသားတွေចောင်းသူတွေရှိမယ်အသင်းဘောနကို team ကိုရအသင်းကိုဆံမကโอเคမင်းတို့ဖွဲ့ဒီ project လေးလုပ်ပါကိုလည်းတငယ်ချင်းတွေလုပ်ရင်အချိန်ကုန်ကြတော့ဟိုတယောက်ကစာမလုပ်ဘူးဒီတယောက်စာမလုပ်ဘူးကိုပဲထားလုပ်လိုက်တာ ရှင်းပြောမယ်ဆိုလို့ရှိရင်အဲ့ဒါလည်းချိန်ပြောနိုင်တယ်တူတူပဲဆိုတော့ကိုယ်ထင်တော့ပုံမြန်နေပေါ့နော်မဟုတ်ဘူးကိုချိန်ပြောနိုင်တူတူပဲဘာလို့ကိုမပိုအရေးကြီးတဲ့ဟာလုံးစရာရှိရဆိုလို့ရှိရင်ကိုပို့ပြီးတော့လုပ်နေအဲကြောင့် lack of priority is a waste of time ဒုတိယချက်မှာပေါ့နော်ဦးစားပေးမှုမရှိတာကချိန်ပြောနိုင်တယ်တူတူပဲကိုမဦးစားပေးမှုမရှိတော့ကိုအကုန်လုံးကိုကိုကိုကပဲလိုက်လုပ်တာအဲ့လိုဖြစ်သွားတယ်အဲကြောင့် doing everything it's doing doing everything yourself is a waste of time ဟုတ်ပြီနောက်တစ်ခုကိုကြောင်းကြည့်အောင်နံပါတ်5ချက်မြောက်နံပါတ်5တစ်ချက်ကိုကြည့်မယ်ဆိုလို့ရှိရင် <laughs> so, worrying about what people will will say it's a waste of time worrying worrying about what people was will say it's a waste of time ရှာကလောက်တောင်တိုင်းနေပြီ <laughs> okay worrying about what people will will say it's a waste of time တခြားလူတွေဘာပြောမလဲဆိုတော့ဆိုရင်နာစိတ်ပူတာကအချိန်ဖုံးတာနဲ့တူတူပဲထားပါတော့ကိုအင်္ဂလိပ်စပီကင်လေ့ကျင့်မယ်ဗျာအင်္ဂလိပ်စပီကင်လေ့ကျင့်အောင်အာငါငါထွက်လိုက်တဲ့ငါငါပြီးတန်ငါပြီးတန် ပေါင်နေတယ်အာငါထွက်လိုက်တဲ့ဟာငါတခြားလူတွေကဲရမှာပဲကြောဘာဘယ်ဘာသာစကားပဲဥမာအင်္ဂလိပ်အင်္ဂလိပ်စာပဲဖြစ်ဖြစ်ပေါ့နော်ကြောထိုင်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ကျွန်တော်လေးလာတဲ့ချိန်မှာ speaking ဆိုလို့ရှိရင်ကိုပြောဖို့လိုတယ်ကိုအတန်ပြီလားမပြီလားအတန်ငါအတန်မပြီတော့တခြားလူတွေငါကဲရဲ့မလားအဲ့လိုမျိုးစိုးရင်တာကချိန်ဖြိုးနိုင်တဲ့တူတူပဲတဲ့အဲ့လိုမျိုးစိုးရင်တက်တဲ့လူကဘယ်ဘယ်အာမအကိုသူကစပြီးမလုပ်တော့ဆိုတော့အထူးသဖြင့်ကျွန်တော်အင်္ဂလိပ်စကားကိုလေ့လာတဲ့ချိန်မှာအင်္ဂလိပ်စာကိုလေ့လာတဲ့ချိန်မှာကျွန်တော်ရှက်ဆက်မလို့ဘူးပြီးသူများဘာပြောမလဲဆိုတာကိုစိတ်ပူစရာမလိုဘူးဒါပေမဲ့စိတ်ပူတယ်ဆိုလို့ရှိရင် worrying about what people will say it's a waste of time ချိန်ဖြိုးနိုင်တဲ့တူတူပဲ ဟုတ်ပြီနော်ငါချက်ချင်းမြောက်ကိုချိန်ဖြုံးနေလားမဖြုံးနေဘူးလားသူများပြောမှရှင့်နေလားကိုကိုပြန်မေးကြည့်ပါ6ချက်6ချက်မြောက်ကြည့်အောင် not living your life is a waste of time not living your life is a waste of time ဆိုတာကိုဘွားကိုအစီအစဉ်တိုင်းကိုမနေဘဲနဲ့သူများပြောတဲ့အတိုင်းထားပါတော့ကြောင့်မြန်မာတွေအထွေထွေကြောင့်အာရှတွေပေါ့နော်ကဲဥပမာကျွန်တော်က ဂီတာကိုစိတ်ဝင်စားတဲ့ music music ကြောင်းတက်ချင်တယ်ဗျဗျ college ဒါပေမဲ့ကျွန်တော်မိဘကျွန်တော်ဘာဖြစ်စေချင်လဲဆိုလို့ရှိရင်အ engineer ဗျဥပမာ engineer ဖြစ်ချင်တယ်ကိုဖြစ်ချင်တာကကိုရဲ့ priority ကိုဦးစားပေးဖြစ်ချင်တာ number 1 number 1 number 1ဆိုတာ music လုပ်မယ်ဒါပေမဲ့ကိုမိဘဖြစ်စေချင်တာက engineer engineer ကိုခေါင်းထဲမှာတော့မရှိဘူးမှာထားပါတော့ဒါပေမဲ့တော်တော်များများကျွန်တော်အာရှကလေးတွေဘယ်ကိုသွားဖြစ်လဲဆိုတော့ engineer ဖြစ်တော့တက်ဖြစ်တယ် so not living your life is a waste of time engine တက်ပြီးတချို့ဆိုလို့ရှိရင်ဆရာဝန်ပွဲရသွားတယ်ဒါမှမဟုတ်စိတ်ဝင်စားတာကဂီတ music ကိုစိတ်ဝင်စားတော့ကြောင်း तू တက်ခဲ့တဲ့ဆရာဝန်ကအချိန်တော့ဖြုံးတယ်လို့တော့မဟုတ်ပြီမဲ့ဆရာဝန်ကိုထားပါတော့၈နှစ်ဥပမာ၈နှစ်တက်တယ်ထားပါတော့ဗျာဆရာဝန်ကို၄နှစ်၄နှစ်မှမှနောက်ထပ် medical school medical school ပြီး residency တွေလာမယ်ဆိုတော့၈နှစ်ထားပါတော့ဥပမာ ရှင်းနှစ်ကိုသွားတက်တဲ့ကြောင်းပြီးပြီး resident residency လဲပြီးတဲ့ချိန်မှာမှာကိုကအဆိုတော်လလုပ်တယ်ထားပါတော့ singer ဘယ်နှစ်လောက်ချိန်ဖြုံးသွားလဲရှင်းနှစ်လောက်ချိန်ဖြုံးသွားတယ်ဒီဆရာဝန်ဖြစ်စေချင်တာ engineer ဖြစ်စေချင်တာဘယ်သူလဲကိုမိဘကိုမဟုတ်ဘူးဆိုတော့ကိုမိဘဖြစ်စေချင်တဲ့အတိုင်းနေတာကိုဖြစ်ဖြစ်ချင်တဲ့အတိုင်းမနေတာကအချိန်ဖြုံးတာအတူတူပဲတဲ့ ဒါကြောင့်ဥပမာပေးတာပေါ့နော် not living your life is a waste of time okay နောက်တစ်ခုကိုကြောင်းကြည့်အောင် number 7 fearing failure is a waste of time fearing failure is a waste of time just just show မောကြောက်တာဟုတ်ပြီနော်ဥမာလူပြိုတယောက်ဆိုလို့ရှိရင်အောင်ငါဒီကောင်မလေးကိုမဖွင့်ပြောဘူး ဒါမှမဟုတ်ဒီကောင်မလေးဖွင့်ပြောလာငါမကြိုက်ရင်အဲအဲ့လိုမျိုးဒါမှမဟုတ်ဒီ business ဆလိုက်လို့ငါ business မအောင်မြင်ရင်အဲ့လိုမျိုးကြောက်စိတ်တွေကြရှုံးမှာကိုကြောက်တဲ့စိတ်တွေဝင်လာပြီဆိုလို့ရှိရင်ဒါကြောင့်ချိန်ပြောင်းလာတဲ့တူတူပဲနော် fearing failure is a waste of time ကျွန်တော်တကူးလောက်ချင်တာကျွန်တော်တကူးစိတ်ဝင်စားတာရှင်လောက်ပါမအင်္ဂလိပ်စကားဆိုလို့ရှိရင်ပေါ့နော်အာငါအင်္ဂလိပ်စကားအာ6လလောက်လေ့လာပြီးတော့မတိုင်ဘူးလို့လုပ်မလဲ 6လထိလေ့လာပါ6လပြီးမှ Okay ငါဒီ6လတွင်ဘာတက်ဘာတို့တက်လဲဟုတ်ပြီနော်ဒါမှမဟုတ်ကွာမြန်မာပြည်မှာ10တန်းစင်မပြေတော့ GD ဖြည့်မယ်အာ GD ကွာငါ G GD ဟိုပတ်စံပေးပြီးဖြည့်ပြီးတော့မအောင်ရင်ဟာ fearing failure just just show mu ကိုကြောက်ရွံ့တာ hard to fail ဒါမှမဟုတ် IE LTS ဒါမှမဟုတ် license တခုခုပေါ့ဗျာ license ဒါမှမဟုတ် um Cisco CCNE Cisco license ဒါမှမဟုတ် TOEFL IELTS GED အာငါမအောင်လို့ရှိဘာလုပ်မလဲကျွန်တော် fearing ကြာဆုံးမှရှောက်ကြောက်တယ်ဆိုလို့ရှိရင်ကျွန်တော်ချိန်ဖြောင်းတာတူတူပဲဆိုတော့မကြောက်ပါနဲ့ โอเคนัมเบอร์8ချက်ကိုကြောင်းကြည့်အောင်8ချက်တစ်ချက် complaining complain နောက်တစ်ခုက nagging လို့ခေါ်တယ် complain ဆိုတာဥမာဟာကွာဒါမှမြန်မာလိုဆိုလို့ရှိရင် complain လောက်တာပေါ့နော်ကောင်းနေဖြစ်စေမကောင်းနေဖြစ်စေညီးသွားတာဟာကွာရာသီဥတုပူလိုက်တာဟာကွာ ငါကွာဒီဖုန်းဒီဖုန်းတခြားဖုန်းနဲ့ကောင်းသလုံးတော့ရှင်ငါပို့ပြီးတော့အင်္ဂလိပ်စာလေ့လာလို့ရမှာပဲ storage တွေပုံမြန် complainer complain က no လက္ခဏာဆောင်တယ်နော် complaining is a waste of time တကူကို complain တက်တာ complain တက်တယ်ဆိုတာကောင်းနေဖြစ်စေမကောင်းနေဖြစ်စေကျွန်တော် against လောက်တာဟိုမှာပဲကိုယ့် company မှာ complain တက်တာ complain တက်တဲ့ complaint တက်တာတိုင်းတော့မကောင်းတာတော့မဟုတ်ဘူးဗျ။ဒါပေမဲ့တချို့ complaint တက်တာတွေကပြဿနာရှိတယ်။အချိန်နဲ့ဖြုံးတယ်။ဥပမာပေါ့ဗျာ။ကြောက်ရုံရှိမှလူငယ်လေး၄၅၆ယောက်ကအမြဲတမ်းအာချွေတွေတောက်ပြီးတော့ဘူးတွေပြက်တယ်။ကြောက်ဘူးမကောင်းမဲ့စားရုံယုံလုံချွင်းသွားပြီးတော့လူငယ်တွေကဟိုကဖြစ်တဲ့တရားဖြစ်တဲ့ဘာမလို့မဘာဖြစ်တဲ့ညာဖြစ်တဲ့ သူ complain တာကောင်းတော့ကောင်းပါတယ်ဒါပေမဲ့ကိုကောက်ပြီးတော့ပြစ်လိုက်ုံပဲနော် complain ကျောင်းဇော်ရကတက်တယ်လို့လည်းကျောင်းခေါ်မယ်ဗျာဇော်ရကတက်တာ so complain complaining က complaining is a waste of time ကိုဘောမှာစင်မြပြတာရှိတယ်ဆိုလို့ရှိရင်လည်းတိတ်တိတ်လေးနေမယ်ဆက်သွားမယ်ကဲကိုကြောင်းတက်လို့ခက်ခဲတယ်ဆိုလို့ရှိရင်ကဲကိုနိုင်ငံသားသွားလို့ အာမေရနိုင်ငံကြားလာတာမှားပါတယ်အာနိုင်ငံကြားမှာအာမြန်မာစာစာမရဘူးဘာညာပေါ့နော် complainer complain တက်တာအဲ့ဒါကိုအတွက်ကြိုးမရှိလို့ချိန်ဖြုံးတယ်ဟုတ်ပြီနော်ဥပမာဆိုလို့ရှိရင်အမေရိကန်လာလို့အော်ဒါအမေရိကန်မှာတော့မြန်မာစာစာအများရပါတယ်ထားပါတော့ကိုမြန်မာမြန်မာစာစာမရတဲ့နိုင်ငံရောက်သွားတယ်ဗျာ complain လုပ်တာ အာမြန်မာစာစာမစားတာကြာပြီမြန်မာပြို့လွမ်းနေပြန်ခြင်းနေဘာညာ complain တက်တာအဲ့ဒါချိန်ဖြုံးတာအတူတူပဲနော် Okay, go check check me on my having unfinished tasks is a waste of time. Having unfinished tasks is a waste of time. တကုတ်ကုတ်လုံးမပြီးမပြီးပဲနဲ့လုံးလုံးလက်စာကိုထားပြီးတော့ကဲအင်္ဂလိပ်စာကို6လလေးလာမယ်ဗျာဒါ6 months ကိုစီစီအင်္ဂလိပ်စာ6လလေးလာမယ်6လအခြေခံ basic fundamental လို့လည်းခေါ်တယ်နော် basic okay ဒါပထမလအပင်ကြီး6လ6လတွင်မှာငါအင်္ဂလိပ်စာအခြေခံလေ့လာမယ်ဟဲ့ဆိုပြီးတော့ ကိုစားလိုက်တယ်စားလိုက်တယ်စားလိုက်တူတူတူလေးလာလေးလာလဲကျွန်တော်3လ3လလောက်မြောက်မှာမလေးလာတော့အာတိုးလည်းမတိုးသက်ဘူးဒီ6လအထိမသွားတော့ပဲ ਨੇ လောက်တာတော့ပြီးရင်ကျွန်တော် research လုပ်တယ် project တွေလုပ်ပြီးတော့မပြီးပဲနဲ့ထားတာတော့ကြာကျွန်တော် music လုပ်တယ်တချင်းနေပါရေးတယ်တချင်းပြီးတဲ့တိမရေးတာကျော် solo တီးရမယ်ဟာပြီးတဲ့တိမတီးတာတော့ having a finished task is waste of time ကိုယ်ကူလုပ်လိုက်လို့မပြီးတဲ့ဟာက ကိုကုန်ခဲ့တဲ့ကဲ6လတွင်းမှာ3လလောက်ကလေးလာပြီး6လတိမရောက်ဘူးဆိုလို့ရှိရင်ဒီ3လကဖြောအချိန်ဖြုံးနိုင်တဲ့တူတူပဲဆိုတော့ပညာပညာတကူလေးလာတဲ့ချိန်မှာလဲကျွန်တော်ဆုံးတဲ့ဆုံးခန်းတိုင်ပေါ့နော်ဆုံးခန်းတိုင်ဆိုတော့ပညာတော့ဆုံးတဲ့အထိတော့မရှိပါဘူးဒါပေမဲ့ကိုတက်ရမယ့်ကျောင်းက၄နှစ်ဆိုလို့ရှိရင်၄နှစ်ပြီးအောင်တက်ဖို့ကျွန်တော်မှတိုက်သွင်းခြင်းတယ်ကဲကိုကျောင်းက associate degree လို့ကျန်2နှစ်တက်မှဆိုရင်2နှစ်ပြီးတဲ့အထိကျွန်တော်တက်ဖို့လိုမယ်ကဲ master 2နှစ် လေးနှစ်ပြီးတော့နောက်ထပ် master နည်းနည်းဆက်တက်မယ်6နှစ်ကုန်မယ်ဗျာ bachelor နဲ့ master ဆိုတော့6နှစ်ပြီးတဲ့အထိတက်ပေါ့ unfinished task အဲ့ဒါအချိန်ဖြုန်းတာနဲ့တူတူပဲဆိုတော့အချိန်မဖြုံးဖို့အတွက်ကျွန်တော်တို့ဟိုလန်ခုလတ်မှာရက်တာတွေနားတိုင်းမလုပ်ဖို့ရည်ကြီးရယ်เนาะဆက်ချက်မြောက်ကြောင်းကြည့်အောင် trying to please everybody လူတကာကြိုက်အောင်လူတကာပြောင်းလိုက်လောက်တာဆိုတော့အမ် ကျွန်တော်သိကြတဲ့ business သမားတယောက်ပါပြောလို့ဆိုတော့ if you want to please every everyone sell ice cream နဲ့လူတော့ပြောစေချင်တယ်ဆိုလို့ရှိရင် ice cream ရေခဲကြောင်ရောင်းပါရေခဲမုတ်ရောင်းပါတယ်မှန်တယ်နော်ကိုတခုခုလုလိုက်လို့ကိုတခုခုလုလိုက်လို့သူမဲမပြောဘူးဆိုတာရှင်းပြောမစွန်းဒါကိုနဲ့မဆိုင်အောင်တွတ်သူတော့တွတ်သူမပြောတာဆိုကိုလောရမယ်ဆက်လုပ်ဖို့ရေးကြည့်တယ်ဟုတ်ပြီနော်ကိုတခုလုလိုက်လို့သူများမကြိုက်တာတော့ သူကသူမကြိုက်တာမကြိုက်တာပေါ့ကိုလုံးဆက်ရှိတဲ့ဆက်လက်ဘူးရေးကြည့်တယ်ဒါမဲ့လူတကာကြိုက်အောင်လူဥမာလိုက်ဖားတာကြောင့်မြန်မာဘန်စကားလိုက်ပြောစလိုက်ဖားတာမကောင်းအချိန်ပြောနေတဲ့တူတူပဲပေါ့နော်ဆိုတော့ trying to please everybody is a waste of time so don't just just stop you know pleasing everybody okay don't try to please everybody okay okay let's move on set သွားရအောင် Okay, number 11, compare yourself to others. တခြားလူနဲ့ကိုယ့်ကိုယ်ကိုနိုင်ရှင်တာကအချင်းဖြောင်းတာနဲ့တူတူပဲ။ကဲ။ခုနကျွန်တော်အမြဲတမ်းပြောကျွန်တော်ဥပမာအမြဲတမ်းပြော6လပေါ့နော်6လစာ။အင်္ဂလိပ်စာကို6လလေးလာမှာတချို့6လပြီးရယ်ကိုက3လတတိယလပဲကိုကရောက်သေးတယ်။6လသမားတွေကကိုမွတ်နေပြီဒါမှမဟုတ်အချိန်ကပိုင်နေပြီကွာ။ဟာငါဟိုလူတွေလောက်ငါမကြွမ်းဘူးကွာဆိုပြီးတော့ကိုယ့်ကိုယ်ကိုယ်တူတူပါးနဲ့နိုင်ရှင်တာမကောင်းနော်။ ဟုတ်ပြီနော်ကဲကိုကအခြေခံ basic ပဲလေ့လာသေးတယ်ဂီတာဆိုလို့ရှိရင် major scale ပဲသိသေးတယ်ဒါပေမဲ့မမိုင်းနာတို့7 dominant တို့တခြား jazz တို့ blues တို့သိနေတယ်လို့ကိုကအားကြပြီးတော့ကိုကိုနဲ့တော့ compare ငါသူတို့လည်းမလုပ်တတ်တော့ဟာငါသူတို့လည်းမလုပ်နိုင်တော့ဘူးဆိုတော့ကိုကိုကိုသူတပားတဲ့နိုင်ရှင်တာမှားတယ်မှားတယ်ပြင်ပါလေချိန်ဖြုံးတာနဲ့တူတူပဲဆိုတော့ကိုလန်ချောင်း ကို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 တီးဖို့လိုတယ်โอเคကိုက slow learn တယ်တကူကိုတင်ယူတဲ့အချိန်မှာအချိန်ယူရတဲ့လူတယောက်ဆိုလို့ရှိရင်အချိန်ယူပါအင်္ဂလိပ်စာခြေခံ6လမှတစ်နှစ်โอเคကဲ GED GED တချို့က6လပဲ study ပြီးတော့ GED ဖြည့်တယ်အောင်သွားတယ်၄ဘာသာလုံးပေါ့နော်ဒါပေမဲ့ကိုက6လမှတော့တစ်နှစ်နှစ်နှစ်ယူရလဲယူပါဒါပေမဲ့6လနဲ့ပြီးတဲ့လူနဲ့ကိုကိုမနိုင်ရှင်ပါနဲ့ဟုတ်ပြီနော် 6လပြီးလဲကိုတက်ပို့တော်လို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုတက်အောင်တော့ပို့မြန်လို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒါမှမဟုတ်ကိုတက်လည်းအချိန်ရှိလို့လည်းဖြစ်နိုင်တယ်ကိုချင်တဲ့သူများချင်နေမှသူတဲ့အတွက်ကြောင့်ကိုကိုကိုနဲ့သူတပားမနိုင်ရှင်ကိုရေးကြည့်ရနော် the compare yourself to others is a waste of time okay now so တခုကြောင့်ကြည့်အောင် repeating the same mistakes to amago takka the lele ပြန်ပြန်ပြီးတော့လောက်တာ repeating the same mistakes it's a waste of time. a Re Repeating the same mistakes, it's st stupidity. Ya abu ara Fool. ကဲလူငယ်တွေဥပမာဗျာကျွန်တော်ဆိုလို့ရှိရင်စာမွေးပွဲစာမွေးပွဲစာမွေးပွဲလောက်တော့မဆိုရင်ကျွန်တော် အရင်တော့ဆိုလို့ရှိရင်ကျွန်တော် GED လောက်ပူတယ်နော်ကျွန်တော် GED GED လောက်ပူတယ်ဥပမာ pretest pretest ကိုဖြည့်တယ် pretest မှာမှဥပမာဥပမာဥပမာ80ရာခိုင်နှုန်းတရားမ80ရာခိုင်နှုန်းရပြီဆိုလို့ရှိရင်ကိုအောင်တယ်ပေါ့နော် pass ပေးတယ်ဒါပေမဲ့ကိုက65ပဲရတယ်65ဆိုလို့ရှိရင် fail ဒါပေမဲ့ဘာဖြစ်တယ်လဲဆိုတော့ဒီ pretest တချို့ကဒီ pretest ကကြာပြီဆိုတော့ဒီ ကိုနားမလဲတဲ့ဟာတွေကိုပြန်ပြီးတော့ review ဆိုတဲ့ပြန်ပြီးတော့ကြည်တာပြန်ပြီးတော့လေ့ကျင့်တာ review မရှိဘူးဒါပေမဲ့ကျွန်တော်အတွေ့အကြုံကကျွန်တော် pre test လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်မအောင်ဘူးအောင်ဒီဖြစ်အောင်ဒီဖြစ်စီကြားရဖြစ်စီကျွန်တော်အများ review လုပ်တယ် okay ငါဒါဘာဖြစ်လို့မှန်လဲ okay ငါဒါဘာဖြစ်လို့မှန်လဲ okay ဒါငါဘာဖြစ်လို့မားလဲကျွန်တော်အများ review လုပ်တယ် တချို့ကျွန်တော်ဘော်ဒါတွေဆိုလို့ရှိရင် pre test လုပ်တယ်ကြားရဖြစ်စအောင်လို့ဆို review မလုပ်ဘူးတကယ် test ကြီးမှကြာတော့ကြာသွားတယ်ဘာလို့ review မလုပ်လို့ okay တနှစ်မှာကျွန်တော်ចောင်းတက်တာတနှစ်မှာ exam က okay first semester မှာတခုရှိမှာ second semester တခု third semester သုံးခုရှိမှာထားပါတော့ဗျာတနှစ်မှာ test သုံးခုရှိမှာပထမ test ကလည်းကိုကကြာတယ်ကြာပြီးတော့ review လည်းမလုပ်ဘူး ဆိုလို့ရှိရင်အဲ့တိုင်းမဆက်သွားတယ်ဆိုလို့ရှိရင်ဒုတိယမှာလည်းပြန်ပြီးတော့ fail ကြာမှာပဲဆို repeating the same mistakes is waste of time ကြောစီးပွားရေးသမားတွေပဲဖြစ်ဖြစ်ပေါ့နော်ကို amount နှခေါက်ဒါမှမဟုတ်ဥမာကြောမြန်မာစကားပုံမှာရှိရဗျာပထမလိန်ခံရတာလိန်တဲ့လူရမှာဒုတိယဒါမှမဟုတ်တတိယလိန်ခံမှဆိုကိုကမာဖြစ်သွားပြီ so repeating the same mistakes it's a waste of time ဟုတ်ပြီနော်ဆိုတော့ကျွန်တော်ဒီ12မျိုးကရေးကြည့်တယ်ဒီစကားလုံးလေးတွေကိုလည်းကျွန်တော်လေ့လာထားဖို့လိုတယ်ပင်တရားအင်္ဂလိပ်စာသင်ခန်းစာတစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်ပေါ်မှာတကယ်အသုံးပြုလို့ရတဲ့ဟာတွေဖြစ်တယ်ဥပမာဆိုလို့ရှိရင် fearing failure ကြာရှုံးမှာကိုကြောက်တာကချိန်ဖြောင်းတာနဲ့တူတူပဲကျွန်တော်ပေါ်မှာတကူကြောက်လို့မလို့ရဲတာကကိုချိန်ဖြောင်းတာနဲ့တူတူပဲနော် be complaining စောရကတက်တာတခုဆိုရင်စောရကတက်တာအမမမ complain လောက်တာတော့လည်းချင်းပြောနေတူတူပဲပြီး having a finished task တခုခုလောက်တော့ပြီးတဲ့ဒီမလောက်တာဥပမာဆိုကျွန်တော်ဗီဒီယိုသင်ခန်းစာလောက်တယ်ခါကျန်ကျော်ဗီဒီယိုသင်ခန်းစာကိုနှစ်ခေါက်သုံးခေါက်ကျော်ပြန်ပြီးတော့ record လောက်ရတဲ့ဟာတွေရှိတယ်ဒါပေမဲ့ကျွန်တော်ဆိုရင်ကျွန်တော်ဆိုလို့ရှိရင်ပြီးတဲ့ဒီလောက်မယ်မားတွေဖြစ်စေ manage ဖြစ်ပြီးတဲ့ဒီလောက်မယ်ကျွန်တော်အများအားဖြင့်ပြီးတဲ့ဒီလောက်တယ်ဆိုတော့ကိုက တကူကူစားလိုက်တယ်ပြီးတယ်ထိမလို့ဘူးဆိုလို့စပြီးသားက waste of time ပဲဆိုအချိန်ကအရေးကြီးတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ချိန်မဖြုံးဘူးလို့ရတယ်ပြီးရင် trying to please everybody လူတကာပြောအောင်ကိုလိုက်လုံနေတာတွေကအချိန်ဖြုံးနေတဲ့သူတွေပဲကိုဘွားတက်လန်ကိုကကိုရွေးချယ်မယ်သူများကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေဥပမာအင်္ဂလိပ်စကားလားလေ့လာတဲ့ချိန်မှာကိုအသံမပြီးလို့ပြောရဖြစ်စေ စိတ်စိတ်ပူစရာမလိုကိုယ့်ကိုဆက်ပြီးတော့စူးစမ်းလေးလာအောင်ပဲပြ lack of priority ဘဝမှာဦးစားပေးမှုမရှိဘူးဆိုတော့တချို့လူတွေဘဝမှာဘာလို့ဦးစားပေးမှုမရှိလဲဆိုလို့ရှိရင်သူဘဝမှာရင်မှန်းချက်မရှိလို့ရင်မှန်းချက်ရှိတဲ့လူရဲ့ဘဝမှာဆိုလို့ရှိရင် okay နံပါတ်1ငါဒါလို့မယ်နံပါတ်2ငါဒါလို့မယ်နံပါတ်3ငါဒါလို့မယ်နံပါတ်4ငါဒါလို့မယ်သူမှာအစီအစဉ်တကြားရှိတယ်သူမှာဦးစားပေးမှုရှိတယ်ဆိုတော့ကြောက်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေပေါ့နော် ကျောဘဝမှာ lack of priority ဥစားပေးမှုမရှိဘူးဆိုလို့ရှင်ချိန်ဖြုန်းတာနဲ့တူတူပဲဆိုတော့ကိုယ်အစီအစဉ်တွေကိုပြန်ပြီးတော့ကြည့်ပါနံပါတ်1ပါလာတင်းလန်နံပါတ်2ပါလာတင်းလန်ပေါ့နော် Okay so Jesus တင်တဲ့နောက်ကျောင်းသင်ခန်းစာတွေမှာပြန်ပြီးတော့ဆောင်ရအောင်